တန်ကိုရီးယားသမိုင်းတခြားအစိုးရဆုံးတော်မီလောင်ကျွမ်းမှုရင်ဆိုင်နေရတန်ကိုရီးယားမှာလက်ရှိဖြစ်ပွားနေတဲ့တော်မီလောင်ကျွမ်းမှုတွေဟာနိုင်ငံသမိုင်းမှာ အသေးပြောက်အများဆုံးတော်မီတွေအနေနဲ့မှတ်တမ်းဝင်လာပါတယ်တော်မီတွေကြောင့်အသေးပြောက်ကိန်းကနန်းဟာ24နှစ်ရဲ့အတွင်းအယောက်20နီးပါးသွားလာပြီးမလ26ရဲ့မနက်ပိုင်းမှာ24ဦးအထိရှိလာခဲ့တယ်လို့သိရပါတယ် တန်ရာပြင်းထန်သူ26ဦးကိုလည်းဈေးရုံတင်ထားရပြီး12ဦးကအခြေအနေစိုးရိမ်နေရပါတယ်လို့ရိုက်တာသတင်းမှဖော်ပြထားပါတယ်။တော်မီတွေဟာဥဆုံမျိုးထဲကနှစ်ပေါင်း1300တက်တန်းရှိတဲ့ဂွန်စာဖရားကျောင်းကိုလည်းဖြစ်စီဝါမျိုးခဲ့ပြီးအဲ့ဒီနေရာကယဉ်ကျေးမှုအမွေနဲ့လက်ရာတွေကိုအမြန်ဆုံးရွှေ့ပြောင်းထားခဲ့ရပါတယ်။တန်ကိုရီးယားနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ကွမ်ဆန်ပြည်နယ်ထဲကဥဆုံခရိုင်မှာအပြင်းထန်ဆုံးတော်မီလောင်ကျွမ်းမှုတွေဖြစ်ပွားနေတာပါ။ လက်ရှိတောင်ကိုရီးယားယာယီတမရဟမ်ဒက်ဆူကရင်ဆိုင်နေရတဲ့တဘာဝဘေးဆိုးဟာမကြုံစဘူးအဆင်မျိုးကိုရောက်ရှိနေပြီးတမိုင်းမှတ်တမ်းတွေကိုအသစ်ပြန်ရေးရတော့မယ်လို့ပြောပါတယ်။တော်မီတွေကြောင့်တစ်တော့ area ဟတာတောင်9000လောက်ဆုံးရှုံးထားခဲ့ပြီးနိုင်ငံတမိုင်းမှာပမာဏအားဖြင့်တတိယအကြီးဆုံးတော်မီဖြစ်မှတ်တမ်းဝင်နေပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကောင်က စင်ချွင်အရက်မှာစားတင်ခဲ့တဲ့တော်မီတွေဟာမြင်းမြန်ဆန်ဆန်ပြန့်နှံ့သွားခဲ့ပြီးထိမ့်သိမ့်ရခဲ့တဲ့အစီကိုရောက်ရှိလာတာပါရာသီဥတုပူပြင်းခြောက်သွေးမှုနဲ့လေပြင်းတိုက်ခိုက်မှုတွေကလည်းတော်မီကူးစက်မှုတွေကိုပိုပြီးဆိုးရွားစေပါနဲ့မိသက်သက်ဖွဲ့ဝင်တွေကဥဆုံးမလောင်ကျွမ်းနေတဲ့တော်မီတွေဟာစဉ်စားပုံဖော်ကြည့်လို့တောင်မရတဲ့အမျက်နှုံမျိုးပမာဏမျိုးနဲ့ဆက်ပြီးကူးစက်နေစေလို့ပြောရတယ် ိသက်လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ရဟန်းရင်သစင်းလဲမတ်လ26ရက်ကပြည့်ကြခဲ့ပြီးဒီရင်မှုတည်ဆုံးခဲ့ကြောင်းသိရပါတယ်။လက်ရှိမှာတော့တော်မီတွေကိုညှိတဲ့ဖို့မိသက်တပ်ဖွဲ့ဝင်တွေကိုတန်ကိုရီးယားစစ်မှုထက်9000လောက်ကလည်းကူညီပေးနေပါတယ်။ဒါပြင်တန်ကိုရီးယားအခြေဆိုင်အမေရိကန်စစ်တပ်ကလည်းတောမီနှစ်နှစ်ရဲ့အတွက်ရဟန်းရင်တွေပတ်ပိုးပေးထားပါတယ်။2025ခုနှစ်ထဲဖြတ်တန်းဝင်ရောက်လာတာ၃လမပြည့်သေးပေမယ့် တန်ကိုရီးယားမှာတော်မီလောင်ကျွမ်းမှုဖြစ်စဉ်244ခုကျုံခဲ့ပြီးပါပြီ။ဒါဟာမနစ်ကတူညီတဲ့ကာလနဲ့ရှင်ရင်နှစ်ဆခွဲသုံးလလာလို့သိရပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။